အဖေကလည်းအစီအစဉ်ပေါ်တာဖျားနေပြီကြိုးဆိုလိုက်ပါရစေ။ကျွန်တော်များတော့မေတ္တာပါ။ဒီနေ့ကျွန်တော်ပြပြသွားပေးချင်တဲ့အကြောင်းအရာတော့ဒီနေ့လီဘာဝုဒင်းနဲ့ကလာရာဆာရီနဲ့ကန်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်နှစ်ပွဲပြီးသုံးသက်ချက်ပြီးတော့လီဘာဝုဒင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေကျွန်တော်ရဲ့အမြင်တွေကိုကျွန်တော်အနေနဲ့တင်ဆက်သွားပေးမှာဖြစ်ပါတယ်။ဒီကြားထဲမှာကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာမကြည့်ခင်မှာမစခင်မှာတခုလေးပြပြပြောပြချင်တာပေါ့နော်။အဲ့ဒါကပါလဲဆိုတော့ဒီဗီဒီယိုကလီဘာဝုဒင်းနဲ့ပတ်သက်တဲ့ ပြုတ်တဘောဆောင်တဲ့ဆွေးနွေးတုံးတက်ချက်တွေကိုကျွန်တော်ရဲ့အမြင်ပိုင်းကနေတင်ဆက်သွားပြီးမှဖြစ်လို့လော်ဝူဒင်းကိုဘလိန်းနာမကြိုက်တဲ့လူတွေလော်ဝူဒင်းကိုမင်းမင်းကဘလောက်တိလို့လဲလော်ဝူဒင်းအကြောင်းကိုပြောနေရအောင်ဆိုတဲ့လူတွေပြီးတော့ဟိုဘလိန်းချင်တဲ့လူတွေပေါ့နော်အထူးသဖြင့်လော်ဝူဒင်းကိုဘလို့မြင်နေဆိုရဲအမြင်လူတွေရှိရင်အစကတည်းကမကြည့်ပါနဲ့ဒါခါလဲကျွန်တော်ပြောပြချင်တာပါဒီဗီဒီယိုမှာဒီလော်ဝူဒင်းနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့အမြင်ကိုပြောပြသွားပြီးမှဖြစ်လို့သဘောထားချင်းမတိုက်ဆိုင်တဲ့လူတွေလည်းအစကတည်းကမကြည့်ပါနဲ့ ဒါလေးကိုကျွန်တော်ညံ့မြစ်လိုက်ရခံချင်ပါတယ်။အဲ Crystal Palace နဲ့ပွဲရှုံးပွဲကြုံပဲပြီးဖို့ဒီဒီ Champions League ပွဲကန်တယ်ပေါ့နော်။ Champions League ပွဲကန်တဲ့ခါကျတော့ဒီဘောသင်းက Galatasaray နဲ့ Week 2မှာ Galatasaray အင်ကွန်းမှာတွားပြီးကစားရတယ်ပေါ့နော်။ Istanbul မှာတော့ဆော့ရတယ်။ Istanbul ဆိုတော့ဒီဘောသင်းက2005 Champions League ဒီအောက်မြေပေါ့နော်။ Istanbul မှာတော့ဆော့ရတယ်။ဒီခါတော့အောက်မြေတော့မဖြစ်ဘူးပေါ့နော်။အဲ့တော့အဲဒီနေ့ပွဲမှာဒီဘောသင်းရဲ့ပွဲလှည့်လူစင်ကိုကျွန်တော်နေတော့ချက်သွားပြန်ကြည့်အောင်။ဒီဘောသင်းရဲ့ပွဲလှည့်လူစင်မှာဒီဘောသင်းကကိုရမားမှာ Alisson ပဲကပါတယ်။ပြီးတော့ကျွန်တော် Frembon ရဲ့ Sobos Lion ပေါ့နော်။ Sobos Lion က Frembon နေရာမှာဆော့ပြီးတော့ မ်ဘောင်ကအစားအနဲ့မဝင်ဆော့ရယ်ပြီးတော့ကော်နာဒေးရယ်ဖန်ဒိုက်ရယ်ပြီးတော့ကာကက်စ်ရယ်ဂျုံစီရဲ့ cornerback ရဲ့ defensive midfield မှာစောရဲပြီးတော့ကျွန်တော် Florian Wes ရဲ့ capo ရဲ့ front bound ရဲ့ပြီးတော့ Akidiki ရဲ့ပေါ့နော်ဒါကတော့ပွဲထက်လူစင်းစရိယကိုကျွန်တော်နေနေပြပြသွားပြီးတာဖြစ်တယ်ပေါ့နော်အဲဒီနေ့ကဒီဘောတင်းနဲ့ကစားသွားတဲ့အချိန်လေးနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောရမယ်ဆိုရင်ဘောတင်းက ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်အရင်ဆုံးနေ့ကကျွန်တော်ပြပြခဲ့တဲ့အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီလူတွေကလို့ဒီချိန်မှာလောကကငါးပွဲဆက်တိုက်နိုင်လို့လောကကအရန်ကောင်းတယ်အရန်ထင်နေတာ။ဒါပေမဲ့ကျွန်တော်ရဲ့အမြင်မှာကျွန်တော်မထင်ဘူးလို့ကျွန်တော်ပြောခဲ့ပူးတယ်အရင်ဆုံးကလည်းအရင်ဆုံးဗီဒီယိုတွေမှာပေါ့နော်။ဘာဖြစ်လို့ကျွန်တော်အဲ့လိုမျိုးပြောလဲဆိုတော့ကျွန်တော်တို့ရဲ့အနေနဲ့လူပအုပ်တင်းနဲ့ပရိသတ်တယောက်အနေနဲ့ခံစားလို့ရတယ်ဗျာဒီလား။လူပအုပ်တင်းကစားခွက်တွေလူပအုပ်တင်းကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခံစားလို့ရတယ်ခံစားလို့ရတာခံစားကြရဖြစ်လာတဲ့အရာတစ်ခုပေါ့နော်အဲ့ဒါဘယ်လိုပြောရမလဲဆိုတော့ဗျာဟိုကျွန်တော်အမြဲတမ်းပြောနေကြတဲ့စကားပဲဒီစကားက ဘာလဲဆိုတော့တခြားသင်္ချောင်းနဲ့ပတ်သက်ပြီးတော့တခြားသင်္ချောင်းဘာလို့ဒီကစားနေရလဲမေးရင်ကျွန်တော်မသိဘူး။ဒါလူအုပ်သင်းနဲ့ပတ်သက်တဲ့ဟာရင်မေးရင်တော့ကျွန်တော်အနေနဲ့သိတယ်။ feeling ပေါ့နော်ခံစားချက်အရဆိုရင်တော့လူအုပ်သင်းကဒီအရာတွေမှာမကောင်းဘူးလို့ကျွန်တော်အနေနဲ့ပြောတယ်။ဒါပေမဲ့ဟိုကန်ကောင်းမှကောင်းတဲ့အရင်ကောင်းတဲ့ပုံစံတစ်ခုမရောက်သေးဘူးလို့လည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်။တကယ်တော့ဒီနှစ်ပွဲ Crucible နဲ့ရှုံးပွဲရဲ့အခုဒီနေ့ကစားသွားတဲ့ပွဲရှုံးပွဲရဲ့ကတက်တည်ပဲပေါ့နော်။ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တယောက်ချင်းစီရောကျွန်တော်ရဲ့အမြင်ရောဒီချက်လောက်ကျွန်တော် မြောက်ပြီးသွားပြောပါတော့เนาะအဲ့တော့ဒီနေ့ပွဲမှာလည်းဦးသိန်းကစားခဲ့တဲ့ပွဲထက်လူစင်းမှာကျွန်တော်နေ front bound နေရာမှာကျွန်တော်ဒီ front bound နေရာမှာဖြစ်တဲ့ဆာလာနေရာမှာ front bound ဝင်ကစားခိုင်းနေဝင်ကစားခိုင်းနေနေရာမှာဆာလာနေရာမှာအစားထိုးရလောက်ထိရလောက်တဲ့အထိပေါ့နော် front bound နေနဲ့အဆင်မပြေဘူးလို့ကျွန်တော်မြင်တယ်ဒါကပထမတစ်ခု super slide ကကစားတာကောင်းတယ်ပေါ့နော် super slide ဖရမောင်နေမှာဝင်ကစားတော့အဆင်ပြေတယ်ပြီးတော့နောက်တစ်ခုကကိုနာဒေးပေါ့နော်ကိုနာဒေးကဟိုဘလို့ဖြစ်ချင်နေမှန်းကိုမသိဘူးပြာရလေးခန့်နေတာပေါ့နော်ပြာခန့်နေရဆိုတာကအရန်မှားတယ်ဗျာပြောရမယ်ဆိုရင်ဒီလားဟိုပရီဇယ်ဘယ်လေးတဲ့ပွဲတော့ကလည်းအဲ့တိုင်းပဲလောဦးတင်းကအကေကြီးသာကန်ကောင်းလို့သာ ဟိုတကိုးပဲပထမပိုင်းမှာပေးခဲ့ရပါဘောနော် Crystal Bell နဲ့ပွဲကိုကျွန်တော်ပြောတာအဲ့ဒီပထမပိုင်းမှာလည်း Alison Becker ကမကယ်ခဲ့ရင်လေမဟုတ်သေးနေနဲ့၄ခုလောက်ကအကိုးပြက်ပြီးရှုံးနေပြီတော့ပိုင်းကလေးကအဲ့ဒီနေ့ပွဲလည်းအဲ့တိုင်းပဲ Alison Becker ကောင်းနေ Alison Becker ကောင်းနေလို့တချို့တော့အပိုင်ခွင့်ရေးတွေကိုကာကွယ်နိုင်နေလို့လားလေမဟုတ်သေးကဒီဘယ်လိုပြောရအောင်ရုပ်ပြက်စင်းပြက်ကြီးမရှုံးနေလို့ပြောလို့ရရတယ်ဘောနော်အဲ့တော့ပြောရမယ်ဆိုရင်ဗျာတည်င်းလုံးမှာအားရစရာခြေစွမ်းပါတစ်ခုမှမရှိဘူး ပြောချင်တာဟိုမက်ကလစာလည်းခြေဆွမ်းပြဖို့ရုံးကန်နေရတယ်လို့ဘာတွေဖြစ်နေမှန်းအောင်ပြောလို့မရတော့တဲ့အထိအနေဒါဖြစ်နေရပါတော့ဆာရဲပေါ်လူစင်းရကြည့်မယ်ဆိုတော့ကောင်းတယ်လို့ခံစားရတယ်ဆိုပေမဲ့ဒေါ်ဝုဒင်းကတရားတွေခေါ်လိုက်တဲ့ကစားသမားတယောက်ချင်းစီတိုင်းကနေပြီးတော့100%အပြည့်ဘယ်သူစီကမှမရဘူးပြောချင်တာ ဲ့တော့ဘာလို့ဘူးစီရမရအောင်လို့ပြောချင်လဲဆို front bound ခေါ်တဲ့နေရာမှာကျွန်တော်တို့ဒီ source line ကိုဝင်ဆော့ခိုင်းနေရတယ် front bound အလူစားလဲမှုကြည့်နေ front bound အတော့ပြန်မပို့ပဲနဲ့ front bound ထုတ်ပြီးတော့ source line ကိုကွင်းလဲပြန်ပို့ပြီးတော့ကျွန်တော်ဒီ bird lay ကိုပြန်ပြီးဆော့ခိုင်းရတဲ့အထိပေါ့နော်အဲ့တော့ front bound ကသူအားတန်တဲ့နေရာမှာတော့ကောင်းတယ်ဒါပေမဲ့တိုက်စစ်ကိုဆော့ခိုင်းဖို့ကြောက်လဲအဆင်မပြေဘူးလို့ကျွန်တော်နေမြင်နေအလားတူပဲ florian waves foreign waste ကိုလေအလိမ့်နေပြကနေရာတွေထားပြီးတော့ဆန်းနေတာလားကျွန်တော်မပြောတော့ဘူး။ဘာလို့ဆိုတော့ဟိုဟို AM နေရာမှာထားဆော့တယ်ဒီ attacking midfield နေရာမှာဆော့တယ်ပြီးတော့ကပိုထွက်သွားတော့ကပိုနေရာမှာ foreign waste ကိုပြောင်းဆော့တယ်အဲ့ဒါကအခုဒီပွဲမှာမဟုတ်ဘူး Atletico ပွဲတို့တချို့တော့ကြားပွဲတွေမှာမြင်ရတယ်အဲ့ဒီလူစားလဲပြီးတဲ့အချိန်ကျရင်နည်းနည်းလေးအပြောင်းလဲပေါ့နော်ပြောချင်တာကဒီမှာဦးသိန်းကတချို့တော့နေရာတွေမှာ upgrade လုပ်လိုက်တယ်ဆိုပေမဲ့ upgrade မဖြစ်ဘဲနဲ့ downgrade တွေဖြစ်သွားတဲ့ ာတွေကျွန်တော်မြင်ရတယ်ဗျာသိလားဥပမာအခုတစ်ပြည့်ကက်ပိုနီယာမှာကျွန်တော်တို့အမ်မအအင်္ဂါမိုဝါလားအင်္ဂါမိုဝါပဲရှိမယ်ဗျာကက်ပိုနီယာမှာဆိုပုံက Florian Waste ကဆော့နေရကက်ပိုနီယာမှာတခြားသောပွဲတွေမှာဝင်ဆော့တယ်လူသားလေးနေနဲ့တစ်ချက်10မိနစ်15မိနစ်လောက်ဆော့တယ်ဒါပေမဲ့အဆင်မပြေဘူးဗျာအဲ့တူနေရာသူပြင်ရသွားတယ်ဗျာသိလားဟိုအဲ့ attacking midfield နေရာကိုပြင်ရသွားတယ်အဲ့တော့ကက်ပိုမကောင်းကက်ပိုထုတ်မယ်ဆိုအဲ့နေရာဘသူဆော့မှာအင်္ဂါမိုဝါကိုလည်းအမြဲတမ်းထားဆော့လို့မရဘူးဗျာသိလားကျွန်တော်ပြောချင်တာက Lucas Diaz လို့မဟုတ်ဘူး အရင်တော့ဆိုရင်ဒီကက်ပိုမကောင်းဘူးဆိုလို့ပြောတည်ရရှိတယ်ဗျအဲ့နေရာမှာ တော့ကျွန်တော်ပြောချင်တာသိလားအဲ့လိုမျိုးပြောတာအခုလေနောက်တစ်ခုကနောက်တန်းကိုပြန်ကြည့်ရင်လေကျွန်တော်တို့ကဒီကိုနာတေးကြီးလို့ဆိုလဲဗျာကိုနာတေးနေရာမှာဘသူ့ထဲမှာလဲကျွန်တော်တို့ကကိုနာတေးရဲ့တိုင်ပတ်နေတိုင်ပတ်နေတဲ့အချိန်မှာဟိုခေါ်ထားတဲ့လီယွန်ကလည်းအေရှားဒန်ကလည်းတစ်နှစ်လုံးနားတော့မယ်ကျွန်တော်နေနေတာစင်ကောင်းကြတဲ့တင်းပေါ့နော်အဲ့နေရာမှာဆော့နိုင်လေကိုမက်စ်ပဲရှိကိုမက်စ်ကိုထဲရပြန်မို့ကြတော့လေကိုမက်စ်ကလည်းအဆင်မပြေဘူးအဲ့မှာဘသူဆော့လို့ရလဲဆိုအဲ့နေရာရောမက်စ်ဝင်ဆော့လေဗျာတစ်ခါကြာရင်ပြီးတော့အန်နူလည်းဝင်ဆော့ရတဲ့ခါကြာဒါပေမဲ့သူတို့ကဆော့တယ်ဆိုတာအသင်းငယ်ကြီးလောက်နေဆိုရင်တော့အဆင်ပြေတယ်ဆိုပေမဲ့တကယ်တကယ်ဟိုချန်ပီယံလိလိုမျိုးပြန်ပြန်ဆင်မှုပြင်းထန်တဲ့ပွဲ ွဲတို့ပရီးမီးယားလိမှာကံမဲ့ဒီအတင်းကြီးနဲ့တွေ့တဲ့ပွဲတွေတကယ်တကယ်ပိတ်ဆော့တဲ့အတင်းကြီးနဲ့တွေ့တဲ့ပွဲတွေဆိုတော့သူတို့အဆင်မပြေဘူးဗျာကျွန်တော်ပြောချင်တာဒီလား level တစ်ခုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့လိုအပ်နေတဲ့ထိတ်ဆုံး level တစ်ခုမရှိဘူးအဲ့တော့နောက်တစ်ခုကလည်း Alison Bell ကလည်းဒီနေ့ပွဲမှာနာသွားတယ် Alison Bell ရဲ့နေရာမှာဝင်းဆော့မှာမမတက်ဗီလီမမတက်ဗီလီကတော့သူ့အထိုက်လျှောက်တော့ကောင်းတယ်ဒါပေမဲ့ Alison Bell ကပိုကောင်းတယ် ဒါပေမဲ့ဘလိုပဲပြောပြဗျာ upgrade တော့ဖြစ်တယ်အဲ့ဒါကဘာလို့ alloy semic ကနိုင်ရင်ပုံမှန်ဆိုကျွန်တော်ကလကလဟာရှိမှာဗျာအရင်တော့ဆိုရင်ပြီးခဲ့နှစ်ကဆိုရင်အခု clear နေရမှာ mama dash wheel လေးဝင်လာတယ် mama dash wheel လေးနဲ့ clear နဲ့ရှင်လိုက်မယ်ဆိုရင်တော့ clear ဟာပို့ပြီးတော့ mama dash wheel လေးကပို့ပြီးကောင်းတယ်ဗျာ clear နဲ့ဆိုတာဒါကတော့ upgrade ဖြစ်တဲ့အချက်ပေါ့နော်ဒါပေမဲ့အားလုံးနေရမှာဝင်စော့နေ front bar front bar နဲ့ bradley နဲ့ကိုပြန်ရှင်ကြည့်မယ်ဆိုရင်တော့ front bar ကလေဟိုအရအရရောပေါ့နော်ပြီးတော့တချို့တော့အရာလေးတွေမှာ front bar ကပုံမှန်ခြေဆွမ်းအောက်ကို များရောက်တယ်လို့ကျွန်တော်နေခံစားရတယ်ဗျာသူ့ကိုထည့်လိုက်ရင်ဗျာအတင်းကကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့ပုံစံတစ်ခုမျိုးဖြစ်နေပြီးတော့ car cast ကလည်းခြေဆွဲနဲ့အရင်မတည်ငြိမ်နေဘူးအဲ့ဒီမငြိမ်နေတဲ့အပြင်ကိုပြီးတော့ cross ရောဘာရောထင်သလားကျွန်တော်မ track ဘူးအရင်တော့ကျွန်တော်ရခဲ့တယ် Robinson နဲ့ Arnold ရဲ့ဒီပုံစံ crossing တွေရတာကျွန်တော်မမြင်ရဘူးဗျာဒီလား surprise ဆိုတော့ဒီ cross ကြီးကျွန်တော်မတွေ့ရဘူးမဖြစ်ဘူးပေါ့နော်ပြောချင်တာအဲကြမ်းတယ်မှာအခုဒီ corner back ကလည်းပွဲဆော်လာတာများတော့ပွဲပန်းပြီးတော့ corner back မှာကြောင်ပြောင်းနေတယ်ကိုက တည်လား package jones ကတော့ကောင်းတယ်ယုံတယ်တပွဲလုံးဒါပေမဲ့လိုအပ်နေသေးတယ်ဗျာပြောချင်တာအဲ့တော့တိုက်စစ်မှာကလည်းကျွန်တော်နီးပြားက လူသားလဲမှုကိုလုပ်တဲ့ချိန်မှာဆာလာဝင်လာတယ်နောက်တစ်ခုပါဗျာအဲ့ဒီဆာလာနေရာမှာလဲဆာလာဝင်လာတော့မှာပဲဆာလာအနောက်တီကိုဆင်းပြီးတော့ဘောလုံးကို press လုပ်တယ်ပြန်ပြီး attacking ပြန်သွားတဲ့ပုံစံဆာလာဝင်လာမှာပဲမြင်ရတယ်ဗျာ from on တော့လည်းမမြင်ရအောင်အဲ့ပုံစံမြင်တော့မြင်တယ်ဗျာဒီခါကျရင်ဘယ်နေရာရောက်နေရောက်နေမှန်းတော့မသိဘူးဗျာဒီလား from on ပါတယ်လို့တော့ဒီခါကျရင်မခံစားရအောင်ပြောချင်တာဒါညီပြဘာကိုလှုပ်ချင်နေလဲတော့ကျွန်တော်နေမပြောတတ်ဘူးပေါ့နော်ဒီနေရာမှာတုံးစရာလူကိုမရှိတော့တဲ့အနေထားတစ်ခုပဲလားဒါမှမဟုတ်ရင်ဒီ front bar မှာဆော့မှရတော့မယ်အနေထားလားကျွန်တော်မပြောတတ်ဘူးပြီးတော့ gap ball gap ball လည်းကြောင်ပြောက်တယ်အခုရပါ gap ball လည်းကြောင်ပြောက်တယ် ဆိုကေဘိုကလည်းခြေဆန်းပြဖို့တော်တော်လေးကိုရုံးကန်ရတယ်ကေဘိုထွက်သွားတဲ့အချိန်မှာကေဘိုနေရာဘူးသူထဲမှာထဲဆရာလူလည်းမရှိပြန်ဘူးဗျာကျွန်တော်ပြောချင်တာသိလားဟိုထဲရမယ်ဟိုရောင်ရောင်ဒီရောင်ရောင် floor here vase ကလည်းပြောရမယ်ဆိုတော့အခုချိန်ထိကခြေဆန်းကဟိုပြလာဆိုတော့လေပုံမှန်ခြေဆန်းကိုရောက်တယ်ဗျာသိလားသူအရင်တော့ဆော့ခဲ့တဲ့ပုံစံလည်းမဟုတ်ဘူးဗျာအဲ့တော့ကျွန်တော်တို့ခေါ်လိုက်တဲ့လူတွေ floor here vase ပြီးတော့ architect architect နဲ့ အီဆက်အရင်ပြောအောင်ပါနော်အကီဒီကီနဲ့အီဆက်ကတော့ဒီတွဲဆော့ဖို့အတွက်ကြံလိုက်သေးတယ်အကီဒီကီရောအီဆက်ရောဝင်လာတယ်နှစ်ယောက်စလုံးဟိုအာအကီဒီကီကိုမထုတ်ဘဲနဲ့အီဆက်ကိုအရင်ဆုံးထည့်လိုက်တယ်အဲ့နှစ်ယောက်စလုံးတွဲဆော့ဖို့လုပ်သေးတယ်ဗျာသိလားအဲ့ချိန်မှာပဲအကီဒီကီကနာသွားတယ်အေးရောကျွန်တော်ဘာမှတော့လုပ်မရတော့ဘူးဗျာသိလားအခုကအလစင်ဘက်ကလည်းနာတယ် ပြီးတော့အကီဒီကီလည်းနာအောင်ရတယ်။ကျွန်တော်တို့မှလူကအရန်ကို limit တွေဖြစ်ကုန်ပြီဗျာသိလား။အဲ့တော့ပြောရမယ်ဆိုရင်ဒီမှာဘုတ်တင်က DR လေးမှာ upgrade ဖြစ်မလာတဲ့အသင်းလို့ပြောလို့ရတယ်။ downgrade တောင်ဖြစ်သွားတယ်ဗျာသိလား။ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ခံစားချက်အရဆိုရင်ဗျာ passion ဟို passion တွေလည်းပျောက်တယ်လို့လည်းခံစားရတယ်လို့နောက်တစ်ခုကပါလဲဆို press တွေ press တွေ press တွေလည်းမမြင်အောင်ပြီးနောက်တန်းကလည်းဗျာအရန်ကိုဟို alien mega ကောင်းနေလို့တော့နောက်တန်းက goal တွေကို push ဆက်တွေမပေးရတာဗျာကျွန်တော်ပြောချင်တာသိလား။ပြောရမယ်ဆိုရင် လိုအပ်ချက်တွေအများများတယ်ပေါ့နော်လိုအပ်ချက်တွေအများများဒီအခြေစမ်းတိုင်းနာတွေပါဘုရားဆက်သွားမယ်တိုးတက်မလာဘူးပြောင်းလဲမလာဘူးဆိုရင်တော့ဒီအရည်ဘာမှကိုမမြုံနေတာအခုချိန်ကလေးကအကောင်ဆုံးပဲကျွန်တော်ပြောချင်တာဘာလို့လဲဆိုတော့ပရီးမီးယားလိမ်မှာဆိုရင်အာဆင်နယ်ကခြေဆွဲငိမ့်တယ်ဒါပေမဲ့ဘူးတင်ကိုရှုံးတာရှုံးတာနော်ဒါပေမဲ့အာဆင်နယ်ကခြေဆွဲငိမ့်တယ်အဲ့လိုပဲမန်စီးတီးကလည်းခြေဆွဲငိမ့်တယ်လို့ပြောလို့ရတယ်အခုနောက်ပိုင်းပါလာတယ်ချန်ပီယံလိမ်မှာဆိုတော့ဗျခြေဆွဲနေတဲ့ကောင်တွေအများကြီးပဲဗျာအဲ့တော့မင်းကဒီဒီနှစ်ပွဲလောက်ဆက်တိုက်ရှုံးနေဟာကိုမင်းကဘာဖြစ်လို့ဘလိန်းတာလဲပေါ့လို့ဘူးတင်ကျွန်တော်ဘလိန်းတာမဟုတ်ဘူးကျွန်တော်ပြောချင်တာကဗျာကျွန်တော်တို့ရဲ့ ဒီ feeling တစ်ခုပေါ့နော်ငါတို့တင်းနဲ့ပတ်သက်တဲ့ feeling တစ်ခုကိုကျွန်တော်နေပြောတာဒီဒီ video ကလေဘာလို့တင်းကို blame နေတာမဟုတ်ကျွန်တော်ပြောချင်တာလေဘာလို့တင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကပဲလေဘာလို့တင်းနဲ့ပတ်သက်တဲ့အကြောင်းကို blame မှာညာတိလားတခြားတခြား fan လာမ blame နေကျွန်တော်တော့မကြိုက်ဘူးညာတိလားဟောဒီနေ့ပြောချင်တဲ့ပုံစံကလေကျွန်တော်အဲ့လိုမျိုးပြောချင်တာဘာတွေဟိုဖြစ်နေမှန်းဘုံမသိတာဟိုဘာလို့တင်းနဲ့ပတ်သက်ပြီးတော့ဗျာခံစားလို့မရနေတဲ့ပုံစံပေါ့နော်အတင်းကအဲ့လိုမျိုးယူဖြစ်နေတာအဲ့တော့ ဒါတော့ကျွန်တော်တို့အမြင်ပေါ့နော်ဒီနှစ်ပွဲမှာလည်းရှုံးပါတယ်ရှုံးပါပဲဗျာဒီလားဒီပုံစံတိုင်းစောနေရင်တော့ရှုံးပါတယ် Palace ပွဲတော့ကလည်းကျွန်တော်ပြောသလိုမျိုးပထမပိုင်းကလေးက Palace ဘက်ကဘက်ကတာမကင်လေးလုံးတော့ပြတ်နေပြီ Palace ပွဲကလေးကဒီလားဒါတွေကမြင်တာထင်တာမြင်တာလေးပဲနောက်ဆုံးမိနစ်မှာဂိုးမယ်နောက်ဆုံးမိနစ်မှာစောက်ပြီးတော့တွားပြီးတော့လုံနေလည်းမရဘူးဗျာ Palace နဲ့ပွဲမှာတော့နောက်ဆုံးမိနစ်မှာတွင်းနဲ့နောက်ဆုံးမိနစ်မှာပြန်ပေးလိုက်ရတယ်ဗျာဒါတွေကဟိုအချက်တွေပေါ့နော်အချက်နဲ့လက်နဲ့အရာပြောရမယ်ဆိုရင်တော့ဒီအချက်တွေပဲဒီအလက်တွေပဲဒါတွေပဲပြောရမှာပဲတခြားအရာတွေကတော့ပြောကြတာတော့မရှိဘူးဗျာ သိလားကျွန်တော်ပြောတာအဲ့တော့ငလောဆယ်ရဆိုရင်တော့ပြောရမယ်ဆိုရင်တော့ဒါတွေကတော့တော်တော်လေးလိုပါဦးဒီနေ့ပတ်သက်ပြီးတော့ဖြစ်နေတယ်အဲ့တော့ isat လည်းဟိုနေလာကြဖို့ဆိုရုံးကန်နေရတယ် Florian Vase နဲ့ပတ်သက်ပြီးတော့လည်းပြောရမယ်ဆိုရင် Florian Vase ကလည်းဒီထက်ပိုပြီးခြေစွမ်းပြနိုင်ဖို့လိုအပ်တယ်ဗျာသိလားပြောရမယ်ဆိုတော့တဒင်းလုံးကခြေစွမ်းပြနိုင်တာပုံမှန်ခြေစွမ်းပြနိုင်တာဆိုတော့ဗျာဟို Alexis Mega ရှိမယ်ပြီးတော့ Van Dijk ဖြတ်မှုတွေကောင်းတယ် Carcass နည်းနည်းလေးညိမ့်တယ် Background မှာကောင်းတယ်ပြောရမယ်ဆိုရင်ဒီလား Akitiki လည်းရတဲ့ခွင့်ရေးကိုသူဟိုအတုံးချဖို့စူးစမ်းတယ် ်ပေါ့နော်ကျွန်တော်ဆလာကလည်းကောင်းတယ်ပေါ့နော်သူဆွားတယ်ပေါ့ဆလာကလည်းအဆင်ပြေတယ်ဆိုတော့ Florian Wave ပုံပြောင်းနေတယ်အခုချိန်မှာနော် float float လာတော့မဟုတ်ဘူး Florian Wave အဆင်မပြေဘူး Florian Wave နေရာမှာကျွန်တော်တို့ဒီအစားထိုးမဲ့ဒီ McAllister ကလည်းမနေ့ကခြေစွမ်းမဟုတ်နေဘူး McAllister လည်းပွဲပန်းနေဆိုလေပုံစံမျိုးဖြစ်နေတော့ဗျာ McAllister လည်းပုံမှန်ခြေစွမ်းရဖို့ရုန်းကန်နေရတယ်ဗျာအရင်လိုမျိုးမဟုတ်နေဘူးအဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့က ဒီဒီကလစာလေးပွဲမှာလည်းဘုတ်တဲ့ဒီလိုမျိုးဖြစ်သွားတယ်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ကဘယ်လိုမျိုးလုပ်ရင်ကောင်းမယ်လို့မြင်လဲပေါ့နော်ကျွန်တော်ဒါတွေကတော့မေးခွန်းထုတ်ရမယ်ကိစ္စတွေပေါ့နော်အဲ့တော့ဘာလို့ဆိုတော့အခုလက်ရှိမှာကျွန်တော် Alexander Wenger နေရာမှာကျွန်တော် Mamad Dashvili Mamad Alexander Wenger မပါဘူးစနေနေ့မှာမပါဘူးဒီဒီ Chelsea နဲ့ပွဲမှာမပါဘူးလို့ဒီနိမ့်ပြအတီးပြလိုက်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ ဒီလိုဘာဘူးတင်းနောက်တပွဲပေါ့နော်ဒီဒီ Chelsea နဲ့ဒီဘာဘူးတင်းနဲ့ပတ်သက်တဲ့ဒီဒီ protection ပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်ဒီနောက်ဗီဒီယိုမှာကျွန်တော်သင်ဆက်သွားပေးမယ်အဲ့မှာကြာရင်ဒီဘာဘူးတင်းကဘယ်လိုမျိုးလုပ်လိုက်ရင်ကောင်းသွားမယ်ဆိုတော့ဆိုတော့ကျွန်တော်ရဲ့အမြင်ကိုဆက်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကဒီလောက်ပါပဲဒီဘာဘူးတင်းဒီနေ့ရှုံးသွားတဲ့ပွဲမှာကျွန်တော်အနေနဲ့ဒီကျွန်တော်တို့ခံစားခဲ့ရတဲ့ကျွန်တော်ရဲ့ဒီခံစားချက်ရဲ့ဒီ feeling ရဲ့ဆော့သွားတဲ့ပုံစံရဲ့ဘာဖြစ်ချင်လို့ဖြစ်နေမှန်းမသိတဲ့အသိရဲ့ ကစားအွက်ပေါ့နော်ဒါတွေကိုကျွန်တော်နေသင်ဆက်သွားပေးတာပေါ့နော်အဲ့တော့ကျွန်တော်လည်းဗာပြောလို့ပြောသွားမှန်းလဲကျွန်တော်ကိုကျွန်တော်လည်းပြန်ပြီးတော့မမမီတော့ပေါ့နော်အဲ့တော့ပြောတာကတော့အများကြီးပဲကျွန်တော်ပြောချင်တာကတော့ဒီဒီနေ့ကတော့ဒီ Crystal Bell ရေဒီပွဲရေပြီးတော့ဒီ Glossary ရှင်းသွားတဲ့ပွဲနှစ်ပွဲကိုကျွန်တော်နေကျွန်တော်ရဲ့ဒီအမြင်ပေါ့နော်ကျွန်တော်ရဲ့သင်မြင်စားချက်ကိုကျွန်တော်နေပြပြသွားတာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုတစ်ခုမှာဒီ Chelsea နဲ့ Liverpool တင်းရဲ့ ပွဲကြိုတုံးသက်ချက်ကိုကြောင်းနေတဲ့တင်ဆက်သွားပြီးမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ YouTube channel ကိုလည်း like subscribe လုပ်ပေးပါ TikTok channel ကိုရော Facebook channel ကိုရောကျွန်တော်တို့ဒီ like ပြီး share လေးလုပ်ပေးကြပါလို့ကြောင်းနေတဲ့တောင်းဆိုပါတယ်